ငလင်ကြီးဟာလေဒါချစ်ကေတို့မမပီမှာဟိုကမရှိဘူးလေဘဝမှာတခါတော့အတွေ့အကြုံရှိဘူးသူတို့ညီကြီးတဲ့မှာအမောင်ကြီးတဲ့မှာအသက်ရှူလည်းမရသူ့အုပ်လေးတဲ့မှာပိတ်မိပြီးတော့အဖေအဖေအော်နေတဲ့အသားလေးကြားတဲ့ဟာလေးတွေစိတ်ကမှဝမ်းနေတယ်ကျွန်တော်မှလည်းတမိရှိတယ်ကုရင်းစာတွေနောက်ချစ်ကေတို့မြန်မာလူမျိုးပရိုက်တာတမားလေးတွေနိုင်ငံခြားနေလာတဲ့အဲတကယ် volunteer တွေကိုသွေးသားတွေလို့ကူညီပေးကြတဲ့ဒီနေရာနေချင်းနေထိုင်ကြတော့ပါတယ်စိတ်ဓာတ်မကြပါနဲ့ တတ်နိုင်တဲ့ခွန်အားနဲ့ပြန်ပြီးတော့လဲနေပဲမလဲပြန်ထကြပါလို့နော်စိတ်တက်ကြပါဘာမှလုပ်လို့မရဘူးလေလောက်ဖြစ်တယ်ဆိုတော့ဟိုအခုမမပီမှာပေါ့နော်အရန်ဒုက္ခရောက်သွားတယ်ငလင်း ဘေးဓာတ်မှာကြောက်ရောက်သွားတယ်ဟိုဘာတွေအတွက်ပေါ့เนาะဒုက္ခတွေဒီအတွက်စိတ်ကလူတနိုင်တပိုင်ပေါ့လာရောက်ထူထမ်းခြင်းဖြစ်ပါတယ်တပီးလေးကတော့သူကသူလှူတယ်သူသူတရိษံသူကတရိษံလေးရမ်းချစ်တယ်လေအဲ့ဒါကအဲ့ဒါကမန္တလေးဘုမာတရိษံလေးလေလေဟိုတော်တော်ခက်ခဲတူရတဲ့နေရာဘူးပေါ့เนาะအဲ့နေရာလေးကိုတမီးလေးကအဲ့ဒါလေးတမီးကတော့တတ်တတ်လှူတယ်နောက်ချစ်ငယ်ကတော့ဒီမှာဟိုချင်းငယ်တို့နေမြားတင်းရောက်ပေါ့နော်။နောက်ပြီးတော့ချင်းငယ်တို့မိသားစုကနေ30 စပြီးထူပါတယ်။နောက်ချစ်ငယ်ထူဖို့အစီအစဉ်လေးတွေရှိပါသေးတယ်။ဘာကြောင့်လဲဆိုတော့ဒီချိန်မှာအကုန်လုံးအခက်ခဲဖြစ်နေတဲ့အတွက်ကြောင့်တနိုင်တပိုင်းပေါ့နော်။ချစ်ငယ်တို့လည်းခက်ခဲနေပါတယ်။ဒီချိန်မှာဟိုချစ်ငယ်တို့လည်းအဆင်မပြေကြပါဘူး။ဟုတ်အဲသူများနဲ့စာရင်တော့သူများတဲ့စာရင်တော့ဒါအများကြီးတက်တာသေးတာပေါ့တားရဲ့အဲဒါကြောင့်မို့လဲချင်းတနိုင်လေးပေါ့အများကြီးဒီသူများတွေကိုလှူချင်တာပေါ့တိတ်နေထောင်းလိုက်ချီတောင်းလိုက်ချီပေါ့တူတကယ်လှူချင်တယ်ဒါပေမဲ့ အဓိကတော့တဒါပါပဲဘလောက်ပဲနင်းနေညံ့ညံ့တဒါစိတ်ပေါ်မှာဖြစ်ထပါတယ်နော်ချစ်ကြလို့အဲ့တော့ကဘာမှလဲဆိုတော့ခမဟိုဟာဟိုဟာလေရိုက်ကူးရေးလေးရိုက်ကူးရေးလေးမှာချစ်ကြလို့ကခလေးတွေနဲ့လှုပ်လှုပ်ပြီးလှုပ်ပြီးလှုပ်ပြီးဆိုတော့ခါဝါသူကရိုက်ကူးစီစုဆိုတော့လေသူကခလေးလေး၄၅၆ရောက်8ရောက်တော့နဲ့ဟိုဟာပေါ့ group sound လေးရိုက်နေတာလေရိုက်နေတော်တော်ခါတာအကုန်လုံး စင်ပြေကခိုင်းနေတာငုတ်တုတ်ထိုင်နေပြီးတော့သားတို့တပီတို့စိတ်ညစိတ်ညချစ်ကရထိတ်ကပြေးသားတို့တပီတို့မရိုက်နေတော့လာတော့လာဆိုခလေးတွေတော့ကနေပြေးအာချစ်ကအငြေကြီးပေါ်ရောက်တော့တော့မူးနေတော့မယ်ဟုတ်ကဲ့တော်တော်ပြင်းတာလေးဒါတော့ရက်ကတ်လာဆိုအကုန်လုံးမူးနေကြတာချစ်ကဆိုအမေကအသက်60ကျော်အဲ့တော့ကိုအလုတ်ငလင်လှုပ်ပြီးပြီးချင်း amazing အဆုံးဆက်တာ ြီးတော့သမီးရောသမီးရောအနမ်းပါသမီးရောအကုန်လုံးစင်ပြေလာဆိုပြေပါတယ်ဆိုတော့မှတော်ပါမမီးလန့်သွားမှာဆိုလို့လေအိမ်ရောတအိမ်လုံးဘေးကင်းနေဆိုမှကိုလည်းအေးဟိုစိတ်ဟိုစိတ်ချသွားတာပေါ့နော်ဒါပေမဲ့ကိုမြမပြည်သူပြည်သားကိုသေးသားတွေပဲအခုထိတဲ့သူတွေအားလုံးဟာစင်ရဲချမ်းသာမယူရင်ချမ်းသာတဲ့လူတွေလည်းထိတယ်ဒီကတ်မှာလေစင်ရဲတဲ့လူတွေလည်းထိတယ်အဲ့တော့ဒီဟာကြီးကချမ်းသာမယူရင် စီစီရဲ့မရွေးအချိန်မရွေးလာနိုင်တယ်ဆိုတာတတိတတိဟိုကလာတာပေါ့နော် တမီးရဲ့ကျွန်တော်တကယ်စိတ်မကောင်းဖြစ်တယ်ဟိုခွေးလေးကြီးလေစိတ်မကောင်းဖြစ်တယ်ဘာကြောင့်ဆိုလူတွေကဟိုဟိုဟူပေးနေကြတယ်တချို့ဆိုမိသားစုတွေတော့တာသမီးတွေတေးကြတယ်ကျွန်တော်မှလည်းတမီးရှိတယ်ကိုကြီးဆားတယ်တချို့ဆိုအုပ်လေးတွေမှာပိတ်မိပြီးတော့အဖေအဖေအော်နေတဲ့အသားလေးကြားတဲ့ဟာလေးတွေစိတ်ကမှဝမ်းနေတယ်သူတို့ညီကြီးတွေမှာအမောင်ကြီးတွေမှာအသက်ရှူလည်းမရအသားစားကြည်ဟာအဲ့ဒါကိုတွေးတွေးပြီးတော့ တို့ဝတ်တည်ရှိတယ်ကိုမာစီတော့လို့တော့ဒီ ያ တန်တရာမှာမပါပါစီနေတော့ဘလောက်တနာဘူးကောင်းလေအခုအလာအလှူတွေတော့တွေ့တာလေဒါပေမဲ့ချစ်ငယ်ဆိုတဲ့သဘောကနေဟိုထိထိရောက်ရောက်ထိရောက်မဲ့နေရာတွေကိုရောက်စီခြင်းနဲ့တကယ်ခံစားတဲ့နေရာတွေကိုစီကံတကြရောက်စီခြင်းနဲ့တချို့ကြတော့လေဟိုစီကံမရှိဘဲနဲ့ဒုက္ခရောက်နေသူတွေကိုဦးစားပေးရမယ်လေ အဲ့တော့တချို့လေးတွေကအဲ့လိုမျိုးလေးတွေကြားနေရတယ်ဟိုတကယ်ဟိုအလှူတာတောင်အလှူရှင်နေလာလို့ရှိရင်အဲ့လိုပေါ့နော်၃နင်း၅ကလောက်လာပြီးတော့အလှူခံကြတယ်ဆိုတော့တချို့ကလေးရမရကြတော့ဘူးအဲ့တော့တယောက်နဲ့တယောက်နားလည်မှုလေးနဲ့လူသားချင်းစာနာမှုလေးနဲ့အလှခံတဲ့သူတွေရလေစိတ်ကရှိပြီးပါလို့နောက်ချစ်ကြတဲ့မြမလူမျိုးပရိတ်တာသမားလေးတွေဒီနိုင်ငံသားကမလာခင်ပါသူတို့ရှစ်သမ ्या လေးနဲ့နော်သူတို့မှလက်မှလည်းလက်အိမ်မပါဘူး ဖက်နှက်မှာလည်းကြည့်လိုက်ဖက်နှက်တော့မပါဘူးမပါဘူးတူလေးတစ်ချောင်းနဲ့ဘာလေးချောင်းနဲ့အော်ချက်ကလေးစတဲ့ဘာတနာလိုက်တာငါတူရွယ်လေးငါသားရွယ်လေးတွေကြည့်စမ်းပါဦးငါမောင်ရွယ်လေးသူတို့မှာကျန်ဟိုလူကိုကြင်နဲ့စိတ်နေတာသူတို့ဝင်တာသူတို့တော့လေစိတ်မဖြစ်ဘူးအဲ့ဒီမှာသူတို့ဝင်ကယ်နေကြတာငလင်ကြီးတာလေဒါချစ်ကေတို့မမပါပြီမှာဟိုကမရှိဘူးလေဘဝမှာတခါဘဝမှာတခါတော့သူတို့အတွေ့အကြုံရှိဘူးတခြားနိုင်ငံမာတွေကတော့ဒါ စာတင်ကလေးကသူတို့မှတင်ရိုးထဲမှာပါပြီးသားခဏခဏလည်းလှုပ်နေတဲ့ကြောင့်သူတို့စီမှာဒါကဘလို့ကာကွယ်ရမလဲဘလို့လှုပ်ဆောင်ရမလဲဘလို့မျိုးပြန်လဲထူထောင်ရမလဲဆိုတော့ planning ရှိပြီးသားစက္ကူမိုင်းမှာဒါတွေမရှိရှာဘူးအဲ့တော့သူတို့မှာတအားသေးပြီ knowledge တွေနဲ့ကြေကြတာအော်ဒီကလေးတွေကိုလည်းကူညီပေးကြပါလို့အလှရှင်တွေအောင်းတဲ့ချိန်ကဒီနေရာနေပြောစစ်တင်တာပေါ့နော်။နောက်နိုင်ငံသားတွေလာတဲ့အဲတကယ် volunteer တွေပရာဟိတသမားတွေကြီးစုအရန်တင်ပါတယ်။ကို့ သွေးသားတွေလို့ကူညီပြီးတော့ကြောင်းဒီနေရာနေချင်းငယ်ထိုင်ကြတော့ပါတယ်ဒီလိုမျိုးကြီးကိုနောက်ထပ်ဘတော့မှမဖြစ်ပါစေနဲ့တော့ဆူတောင်းတာပေါ့နော်ဒါပေမဲ့တဘာဝဘေးကကတော့ဆူတောင်းလိုက်လေရချင်မှရတာလေတော်သူဖြစ်ချင်းဖြစ်ပါပဲတက်ချင်းပြတ်ပါပဲဆိုတော့အသိရောချစ်ငယ်နှိမ့်စင်းနဲ့အမြကိုကိုကိုတတိပေးနေလေဘာသာကြီးကအများကြီးတော့ကာကွယ်ပေးပါလေဒါပေမဲ့ဖြစ်လာမဲ့ကံပါရင်သူ့မှာအကျိုးအကြောင်းပါလာရင်ဘလောက်ပဲဘာသာကြီးလုံလုံ ပါတော့ပါပဲအခုချစ်ငယ်ပြောချင်တာလေဒီဒီကတ်ဒီမာတာရဲ့ဟိုကောင်းတဲ့လူတွေလည်းအများကြီးပါသွားတယ်နော်ကောင်းတဲ့လူတွေလည်းအများကြီးတည်သွားတယ်ကိုဗစ်မာရောဒီဒီကတ်ဒီမာရောအဲ့တော့စိတ်ထားကောင်းကကံကောင်းနေဆိုတာမှန်တာတော့မှန်နေဒါပေမဲ့သူ့အကျိုးချောင်းပါလာရင်တော့စိတ်ထားကောင်းလည်းပါသွားမှာတိတ်ကတိတ်ကပေါ့နော်နော်ပါသွားမှာပေါ့အဲ့ဒီခါကျတော့တချို့ကသူပြောတယ်လေဘာလဲဟို ဘယ်လိုခေါ်မလဲကဆင်းလေးနဲ့မကောင်းသူတွေပါသွားမယ်ဆိုတော့စကားကြီးတော့ချက်နေရတော့မပြောချင်ဘူးဘာကြောင့်လဲဆိုတော့သူတော်ကောင်းတွေလည်းအများကြီးပါသွားတယ်လေအဲ့တော့သူကံဝတ်ကြွေးပါလို့ပါသွားတာပါတူနော်ကြိုတင်ကောက်ခဲ့ဖို့အတွက်နီလန်းတွေရှိပါတယ်ဖျားပေးထားတဲ့လမ်းစဉ်တွေရှိပါတယ်အဲ့ဒါတွေကိုကျင့်ပေါ့နော်ကျင့်တော့ဘာပဲဖြစ်အကြီးကနေသေးသွားမယ်သေးရနေပြက်ကွယ်သွားမယ်အဲ့ဒါကိုချင်းလက်တွေ့ရုံကြည့်တယ် ဆိုတော့ကျွန်တော်ပြောတဲ့သဘောကစိတ်ထမကြကြပါနဲ့ကျွန်တော်ပြောနိုင်တာဒီစကားလေးတစ်ခုမှကျွန်တော်ပြောနိုင်တယ်ကျန်တဲ့ဟာကျွန်တော်တို့လည်းဘာမှဟိုမလုပ်ပေးနိုင်ဘူးပေါ့နော်ဆိုတော့စိတ်ထမကြပါနဲ့တတ်နိုင်တဲ့ခွန်အားနဲ့ပြန်ပြီးတော့လဲနေပဲမလဲပြန်ထကြပါလို့နော်စိတ်တက်ကြပါနဲ့ဘာမှလုပ်လို့မရဘူးလေဆိုတော့အားလုံးကိုကျွန်တော်ကကြမ်းမာကြပါသည်ချမ်းသာကြပါသည်ဥပင်တော့ကားတွေရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေလို့ကျွန်တော်ကဆုတောင်းပြပါတယ်